အဲ့အဲ့ဒီအဲ့ညီမလေးကိုကားတဲ့ဟာကလေဟိုအဓိကဒီ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 တချင်းရဥဟာဥက္ကလန်ယူလာတာပေါ့နော်ဥက္ကလန်ယူလာတဲ့အချိန်မှာဒါညီကို၃ယောက်ကဟိုအဲ့လိုမျိုးပုံစံလေးလုံးကြမယ်ဆိုတဲ့အချိန်မှာအဲပုံမှန်လေးပြောလဲရှိရင်ဒါကဒါကကိုဖြိုးလေးကလည်းသူလည်းတိတ်မလုတ်တက်ဘူးပေါ့နော်ကိုဖြိုးဆိုလို့ရှိရင်တော့ပို့ဆိုးတာပေါ့ဆိုတော့ကကြောင့်ဒီကနေ့နည်းနည်းနေတာအာကျွန်တော်ကျွန်တော်ဖြစ်နေတာပေါ့ဗျာသိရမလား၃ယောက်မဲခွဲလိုက်တဲ့ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်အငယ်ဆုံးလည်းဖြစ်တဲ့ခါကျတော့အရတယ်ကျွန်တော်လုံမယ်လို့ဆိုပေါ့ okay ဆိုကြပန်းလေးကောက်ထိုးလိုက်ပြီးတော့ကိုဖြိုးကဟိုပုံလေးတီးတယ်အာပြီးတော့ကိုဖြိုးလေးက တချင်းဆိုတော့အဲ့မှာမြက်ကိုလူရတာလေအဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင် လုံးကြမယ်ဆိုပြီးတော့အဲ့ဒီစင်လေးကပရိသတ်ရင်ထဲရောက်သွားတယ်လို့ထင်ပါတယ်ဒါကဇက်အရန်မိုက်တယ်အာပြီးတော့ဒီဇက်လန်းကလည်းကိုပြိုးကအများကြီးသူစဉ်းစားပြီးတော့ဒီဖန်တီးခဲ့တဲ့ဇက်တစ်ခုဆိုတဲ့ခါကျတော့ကိုပြိုးကန်လန်းလိုက်တဲ့အခါတန်တော့နဲ့ချမယ်ဆိုတဲ့နေရာကျွန်တော်တို့ကကိုပြိုးပေါ်လုံးဝယုံကြည်မှုတစ်ခုတည်းနဲ့ပဲကျွန်တော်တို့ တော့ရိုက်မယ်ဆိုတော့ကျွန်တော်ရိုက်ပြီးသားပဲဆိုပြီးတော့ကျွန်တော်တို့တိုင်တိုင်ပင်ပင်နဲ့ကျုံခဲ့တဲ့ကားပါဟုတ်သူလည်းပြောတယ်ဖြိုးလေးလည်းပြောတယ်ကွန်နီတိုးလည်းအဲ့လိုပဲကွန်နီတိုးဆိုကွန်နီတိုးကျွန်တော်ဒါကူညီတာကျွန်တော်လုပ်ပေးကွန်နီတိုးကွန်နီတိုးဆိုရင်ဘယ်လိုကောင်းလဲကျွန်တော်ရိုက်ပေးမယ်လို့တော့မထင်ဘူးလေ ဒီအဒီရက်ဒီအစီရမ်းမိုက်တဲ့မှာဆိုတော့ဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းသင်းစိတ်ဓာတ်နဲ့အဲဆုပြီးတော့လုပ်ရတဲ့ကားဗျာဟောအဒီကဒီကားလေးကဗျာကျွန်တော် item လေးတွေလုပ်ရတယ် item လေးလုပ်ရတဲ့အချိန်မှာဖြိုးလေးပါတယ်သူပါတယ်ကျွန်တော်ပါတယ်ဆိုညီကူ၃ယောက်ဆိုတော့ဒီကားရိုက်တဲ့အချိန်ကျွန်တော်တို့ဒီ15ရက်ရက်20အတွင်းမှာကျွန်တော်တကယ်ကိုညီကူ၃အဖြစ်အောင်ကျွန်တော်နေနေရတာ အစားဒူဒူစားဒူသွားတယ်ပောက်ကြိုက်ဒူလုပ်ကြတယ်အတူတူနေနေကြတာဗျာနော်အဲ့ကြီးကအစားအဲ့မင်းဒါဝေးလင်းဟန်ဟုတ်တယ်ဟုတ်တယ်အဲ့လိုနေနေတဲ့ခါကျတော့တကယ်တကယ်တကယ်ဘယိုးတော့ဖာညီကိုသုံးရောက်ဆိုတဲ့မှုကလေးကျွန်တော်စီမှာတကယ်ကိုကတ်ပါတယ်ဟုတ်တယ်ညီမလေးရေဝိုင်းလိုက်ကိုကြီးကိုကြီးတို့ရတော့ပထမဆုံးကျွန်တော်စားတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့နေရာကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတုံးသိမ့်ပိတ်သွားခဲ့တဲ့နေပေါ့ Just so they must တော့နော်ကျွန်တော်လာခွင့်ပြုပါနော်ခြေတော်ရယေရှုရဲ့ခြေတော်ကြီးရှင်ရဲ့တဲ့မာရီယာငါတို့တောင်းအောင်လုပ်တွေ့အရန်ကိုတံမိုးထားရတဲ့ယေရနာဟုတ်တယ်အဲ့အဲ့ဒီအဲ့ညီမလေးကိုကားတဲ့ဟာကလေဟိုအဓိကဒီ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 တခြင်းရဟိုဟာဥက္ကလန်ယူလာတာပေါ့နော်ဥက္ကလန်ယူလာတဲ့အချိန်မှာဒါညီကို၃ယောက်ကဟိုအဲ့လိုမျိုးပုံစံလေးလောက်ကြမယ်ဆိုတဲ့အချိန်မှာ အဲပုံမှန်လေးပြောလဲရှင်ဒါကဒါကကိုဖြိုးလေးကလည်းသူလည်းတိတ်မလုတ်တတ်ဘူးပေါ့နော်ကိုဖြိုးဆိုလို့ရှင်တော့ပို့ဆိုးတာပေါ့ဆိုတော့ကကြောင့်ဒီကနေ့နည်းနည်းနီးနီးနေတာအာကျွန်တော်ကျွန်တော်ဖြစ်နေရပါဗျာသိရမလားသုံးယောက်မဲခွက်လိုက်တယ်ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်အငယ်ဆုံးလည်းဖြစ်တဲ့ခါကျတော့အရတယ်ကျွန်တော်လုံမယ်လို့ဆိုပေါ့โอเคဆိုကြပန်းလေးကောက်ထိုးလိုက်ပေါ့ကိုဖြိုးကဟိုပုံလေးတီးတယ်အာပြီးတော့ကိုဖြိုးလေးကသချင်းဆိုတယ်အဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင်လုံကြမယ်ဆိုပြီးတော့ အဲ့ဒီဆင်းလေးကဟိုပြိတ္တရင်ထဲရောက်သွားတယ်လို့ထင်ပါတယ်ရင်ထဲရောက်သွားတော့လေထွေလာတင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းဝမ်းသာတယ်ပြီးတော့နော်ဖော်လည်းအရန်ကောင်းတဲ့ ID နေပို့ပေးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်မှာဟိုညီမလေးချော့တယ်ဆိုတော့ဟာပို့ပြီးပေါ်လင်တာပေါ့နော်ဟုတ်တယ်ညီမလေးလို့လာလေဟုတ်တာဟုတ်တာကိုကြည့်ကညီမတက်ချီမို့ကိုကြည့်ပေါ်လေညီမလေး ာညီမလေးအကိုကြီးအကိုကြီးညီမလေးအဲအဲ့တုန်းကတော့ကျွန်တော်ရိုက်တုန်းကတော့ဘယ်လိုခေါ်လဲညီမလေးကိုအဲ့စင်းရဲ့ decision ဆိုလိုပဲတကယ်ကိုညီမလေးတရားကို၃ယောက်ဒါချော့မရအောင်ဘယ်လိုချော့ကြမလဲဆိုတဲ့စိတ်လေးနဲ့ကျွန်တော်ဆိုလည်းအဲ့လိုပဲခေါက်ဆေးပြုတ်ကိုတွေ့မှာဟိုတူတူဝါတူရဲ့ဝါတူကြီးနဲ့ခေါက်ဆေးပြုတ်ပကံဟိုဟာဇလုံးကြီးနဲ့လောက်ကြတာဆိုတော့ဒီညီမလေးရည်သွားဖို့အတွက်ကိုစဉ်းစားကြတာပေါ့နော်အပါတယ်ကြည့်ပြီးမှပြောလို့ရမှာအဲ့ဒါကြည့်ပြီးမှကြည့်ပြီးမှပါမယ်ဆိုတာလေဟိုဟာ ဟိုကဒါကျွန်တော်ပြောရပါတယ်ဆိုတာညီမပေါ်ထားတဲ့စိတ်ကဒါကအခုညီညီကိုတော့ရောက်မှာအခုအကြီးဆုံးဖြစ်တဲ့အာကိုဖြိုးဖော်ပြတဲ့ပုံစံရယ်ကျွန်တော်ကညီမပေါ်ချစ်တဲ့ဖော်ပြတဲ့ပုံစံရယ်ကိုဖြိုးလေးဖော်ပြတဲ့ပုံစံရယ်မတူအဲ့ဒါလေးကိုဒီကားလေးကိုလာကြည့်လို့ရှိရင်တရုတ်ဆောင်တဲ့လူတွေရဲ့မျက်လုံးလေးတွေမှာမြင်ရပါလိမ့်မယ်ကိုမျိုးဝင်ဆိုလောက်အလုတ်သွားတဲ့ idea တစ်မျိုးကျွန်တော်ကတစ်မျိုးပြီးတော့ဒီညီကိုတော့ရောက်မှာသူတို့ရဲ့အချင်းစရိုက်လေးတွေနဲ့တယောက်ကချိတ်ထားတယ်အကိုအကိုလှုပ်တဲ့သူပေါ်မှာ respect ရှိကြတယ်အာအကိုလှုပ်တဲ့သူကတော့အချက်အရန်ကြီးတယ်အဲ့ဒီပေါ်မှာ ဟိုဒါမဲ့သူ့ရဲ့အလွယ်လေးတွေကကျွန်တဲ့ညီကိုနေနေ against ဖြစ်မှာလားဆိုတဲ့ဟာလေးတွေကပစ်ချာလေးကျွန်တော်စူးစမ်းရတာခင်ဗျာဟုတ်ပုံစံတစ်ယောက်တစ်မျိုးစီပေါ့ပုံစံတစ်ယောက်တစ်မျိုးစီအပြင်မှာလဲကျွန်တော်တို့က ဟိုအခုမှတွေ့ဘူးတဲ့လူလည်းမဟုတ်ဘူးအပြင်မှာလည်းဟိုဘယ်လိုပြောပြရမလဲရုပ်ဒုက္ခပေါ့ဟိုပေါ့ပေါ့ပါပါနေကြတာပေါ့ရုပ်ဒုက္ခဆိုတာတက်ပေါ့နော်အခုပေါ့ပေါ့ပါတကယ်ဘယ်လိုပြောမလဲအပြင်မှာဆိုလဲတန်ရုံတွေ့တာကျွန်တော်ကျွန်တော်နားမှာရှိတယ်ကျွန်တော်ညီတွေကတယောက်တယောက်ပဲတယောက်ပဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်ဖွေတယ်ကျွန်တော်တွေကတယောက်ပဲကျွန်တော်တို့ကရမ်းတောင်းကြမ်းကြတာပေါ့နော်တယောက်ပဲဆိုတော့ဒါဒါဒါဖြူလေးဆိုလာတယ်ကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ထွေတူးမဟုတ်ဘူးတကယ်ကိုဒါကျွန်တော်ကျွန်တော်ညီတွေဟုတ်အေးစိပဲအဲ့တော့ဒီကအရင်လဲ ဟိုမိုက်သွားတာဗောနော်တကယ်ဟိုကိုပြောရလဲလုံးဝ item ကိုအဲ့လိုမျိုးဟိုလိုအပ်လို့ရှိရင်ကျွန်တော်တို့သူချက်ချင်းပြောရတယ်သူဒီပုံစံလုံးမှာဒီပုံစံလုံးမှာသူမကြိုက်ရင်လည်းချက်ချင်းပြောရတယ်ဒါကျွန်တော်စီနီယာတောက်အနေနဲ့ကျွန်တော်နားထောင်တယ်ဟုတ်ပြီအဲ့လိုလုံးအဲ့လိုမျိုးချသွားတော့ဒီဒီဒီညီကို၃ယောက်ကအပြစ်မှလည်းဒီအော်ဝင်စင်းမဟုတ်ဘယ်နဲ့အပြစ်မှလည်းဒီလိုဒီလိုပုံစံနဲ့တွားခြင်း instruction ပေးတာကကျွန်တော်ဇကားရိုက်တဲ့အချိန်မှာလဲအကူကြီးတယောက်ကညီငယ်တယောက်ကိုလွှမ်းမိုးတဲ့ပုံစံတော့ပေါ်သွားအပတိဖြစ်သွားတယ် ခွာပြီခိုးဖို့စီမိမဲဆိုလို့သမီးခိုးပြီဆိုဒီမှာခိုးရပြီကွာဟာလေအမေလာမဟုတ်ဘူးခေကျော်တော်လုံးနေနဲ့တော့ပစမပေးချင်တာငါတို့ကသူများမင်္ဂလာဆောင်အောင်နေမနေခိုးလာတယ်အကောင်မလေးမင်္ဂလာဆောင်မနေ့ပြန်มาကွာဩ